အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာရက်ွက် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော် down clay တွေအကြောင်းအနည်းငယ်ပြောပြပေးခြင်းပါတယ်ဒီလိုမျိုးပုံမှန်မဟုတ်တဲ့မျက်နှာအနေထားတွေနဲ့ကလေးငယ်တွေကိုလူကြီးမင်းတို့လည်းကိုယ်အနီးနားမှာဖြစ်စေဖုန်းထဲမှာပဲဖြစ်စေတွေ့ဘူးနေကြဖြစ်မှာပါသူတို့တွေဟာမွေးဖွားလာတဲ့မိသားစုပတ်ဝန်းကျင်မတူညီကြပေမဲ့လည်းသူတို့ရဲ့မျက်နှာအနေထားတွေကတော့ ခက်ဆင်ဆင်ဖြစ်နေကြပါတယ်။ဒါဟာစီးပညာလောကနဲ့မရင်းနှီးတဲ့သူတယောက်ဖို့အတော်လေးထူးဆန်းစရာကောင်းနေပါတယ်။ဒီလိုထူးဆန်းနေလို့လဲကျွန်တော်တို့မြန်မာနိုင်ငံကတချို့လူတွေဟာဒီကလေးတွေတိုက်ကလာတဲ့ကလေးတွေလို့ယုံကြည်နေကြပါတယ်။တချို့ဆိုအယုံကြည်လွဲမှားပြီးဒီကလေးတွေကိုခြေခနဲ့နေထိပါတောင်းတာမျိုးတွေရှိနေပါတယ်။တကယ်တော့ဒီကလေးတွေဟာလူခန္ဓာပေါ်မှာရှိတဲ့ခရိုမိုဆုံးတွေက 21နံပါတ်ဂရိုမိုဆုံးတစ်ခုပူပြီးရှိနေတဲ့တာမန်ကလေးလေးတွေပဲဖြစ်ပါတယ်။ဒီ down ကလေးလေးတွေရဲ့ပုံစံကိုကြည့်ပြီး syndrome ကိုလည်း၄မျိုးလောက်ထပ်မံခွဲခြားထားပါသေးတယ်။မျက်လုံးလေးတွေဆွေနေမယ်၊လက်ချောင်းခြေချောင်းလေးတွေတူနေရင်ရေပူရအဖြစ်တော့ down လို့သတ်မှတ်လို့ရပြီးတော့သူတို့ဟာအုံနောက်ဖွံ့ဖြိုးမှုတာမန်ထက်အားနေကြပါတယ်။အမျိုးသမီး down ကလေးလေးတွေဆိုရင်အရက်ပူမယ်၊လေပင်ကြီးနေမယ် ောက်ပြီးတော့မွေးရပါတအိမ်ပါမလာတာမျိုးတွေလည်းရှိပါတယ်။အရက်ဟာတာမန်ထပ်ပူရှိပြီး ခြေချောင်းလက်ချောင်းအရှိဖြစ်နေတတ်တဲ့ကလေးတွေလည်းရှိပါသေးတယ်။အမြင်အာရုံပိုင်းဆိုင်ရာလဲတာမန်ထပ်ပူမူအားနေကြပြီးတော့သူတို့တော်တော်များများမှာနှလုံးသွေးကြောပြဿနာလည်းရှိနေကြပါတယ်။လူကြီးမင်းတို့အနေနဲ့ကိုယ့်ရဲ့ကလေးငယ်ကစတရုံတောင်းလက္ခဏာပြနေလားဆိုတာဒီအချက်တွေကိုကြည့်ပြီးတော့သိနိုင်ပါတယ်။ ိုဝန်ဆောင်ကာလမှာဆက်တဘက်မှ14ဘက်အတွင်းမိခင်သွေးမှတဆင့်ကလေးငယ်ရဲ့ခရမှုဆုံးကိုကြည့်ရှုနိုင်ပါတယ်။မိဖွားပြီးအချိန်မှာတော့ကလေးငယ်ရဲ့မျက်လုံးအဆက်လေးတွေတိမ်ဝင်နေတာမျိုးမျက်လုံးကမေ့နေတာမျိုးလက်ချောင်းလေးတွေသာမန်ထက်ပူတူနေတာမျိုးတွေရှိမရှိကြည့်ပြီးဒေါင်းကလေးဟုတ်မဟုတ်ကိုသိနိုင်ပါတယ်။နောက်ပြီးကလေးငယ်ဟာစကားပြောချိန်တန်ရက်နဲ့စကားမပြောသေးတာမျိုးလမ်းလျှောက်နှီးနေတာမျိုးနဲ့ တင်ယူမှုနောက်ကျတတ်တာမျိုးတွေဖြစ်နေပြီဆိုရင်တော့ဒေါင်းကလေးဖြစ်ကြောင်းအတည်ပြုလို့ရနေပါပြီ။ဒေါင်းကလေးတွေဆိုတာလူခန္ဓာကိုယ်အတွင်းခရိုမိုဆုံးတွေအများကြီးရှိတဲ့ထက်ကနံပါတ်27ခရိုမိုဆုံးတစ်ခုပို့ပြီးတော့ရှိနေတဲ့အထူးကလေးလေးတွေပဲဖြစ်ကြပါလေ။ကျွန်တော်တို့ဒါမန်လူတိုင်းမှာခရိုမိုဆုံး46ခုရှိပေမဲ့လေဒေါင်းကလေးလေးတွေမှာခရိုမိုဆုံး58ခု ရှိနေပါတယ်။အဲဒါကြောင့်မဲ့ သူတို့တွေရဲ့စိတ်ပိုင်းရောခန္ဓာကိုယ်ပိုင်းရောမှာထူးခြားတဲ့လက္ခဏာတွေပေါ်ထွက်လာကြပါတယ်။ဒေါင်းကလေးငယ်များဟာတာမန်ကလေးငယ်တွေလိုပဲမိသားစုတငယ်ချင်းအပေါင်းပါတွေနဲ့ပျော်ပျော်ရွှင်ရွှင်တတ်တန်းစီရှင်သန်နေထိုင်နိုင်ကြပြီးတော့မိဘများရဲ့ပြုစုပျိုးထောင်မှု ကောင်းရင်ကောင်းသလို အောင်မြင်တိုးတက်မှုတွေလည်းရရှိနိုင်ပါသေးတယ်။ဒေါင်းကလေးငယ်တွေဟာညံရီအနှဲငယ်နောက်ကြတတ်ပေမဲ့လည်းညံအပြည့်မရှိတာမျိုးတော့မဟုတ်ပါဘူး။ သူတို့တွေဟာသင်ငန်းစာတွေကိုသင်ယူတဲ့နေရာမှာတာမန်ကလေးငယ်တွေထက်နောက်ကျနေပေမဲ့လေတီတီချာချာကြိုးစားမှုနဲ့ဂယုတဆိုင်သင်ပေးရင်တဖြည်းဖြည်းချင်းတိုးတက်လာတာကိုတွေ့ရမှာပါသူတို့ကိုသင်ကြားပေးတဲ့အခါမှာစာနဲ့သင်ပေးတာထက်ပုံလေးတွေအတန်တွေအကွက်အညွှန်းတွေနဲ့သင်ပေးခြင်းဟာပုံမူထိရောက်မှု ရှိစေနိုင်ပါတယ်။တောင်းကလေးလေးတွေဟာစကားပြောတဲ့နေရာ အတန်ထွက်တဲ့နေရာဒီမှာတာမန်ကလေးငယ်တွေထက်အနည်းငယ်နောက်ကျတတ်ပေမဲ့လေမျက်နာအမူအရာတွေလက်သင်္ကေတတွေနဲ့အချင်းချင်းဆက်သွယ်နိုင်ကြပါတယ်။တချို့တောင်ကလေးလေးတွေဟာတချင်းဆိုတဲ့နေရာ တခြားအမှုပညာဖော်ပြတဲ့နေရာတွေလည်းစွမ်းဆောင်နိုင်ကြပါတယ်။သူတို့ဟာနှွေးထွေးတဲ့စကားလုံးလေးတွေပြောတတ်ကြပြီးမျက်နာပေါ်ကသူတို့ရဲ့နှစ်လူပဲအပြုံးနေတဲ့လူမှုဆက်ဆံရေးကောင်းတဲ့သူတွေပဲဖြစ်ကြပါတယ်။သူတို့တွေဟာတနာရပြီး ချစ်ဖို့ကောင်းတဲ့စိတ်ဓာတ်တွေရှိကြပါတယ်။သူတို့ဟာပျော်ရွှင်မှုကိုအလွန်နှစ်သက်ကြပြီးတော့မျော်လင့်ချက်တွေလည်းရှိနေကြပါတယ်။လူတွေအများနဲ့ဆက်ဆံတဲ့အခါမှာ သူတို့ဟာပျော်ရွှင်နေတတ်ကြပြီးတော့ချစ်ခင်မှုတွေတန်ရောစင်တွေနဲ့အပြန်အလှန်လေးစားမှုတွေကိုလည်းပြသတတ်ကြပါတယ်။ဒါဆိုရင်ဒေါင်းကလေးတွေအကြောင်းကိုအနည်းငယ်သိရှိသွားပြီဖြစ်တဲ့အတွက်လူကြီးမင်းတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဒေါင်းကလေးလေးတွေကိုလူကြီးမင်းတို့ကိုယ်တိုင်ပဲ လက်တွဲခေါ်ပြီးပုံမူပျော်ရွှင်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုသူတို့နဲ့အတူဖန်တီးလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကိုဒီနေရာမှာပဲရနာဝင်ပြပါခင်ဗျာအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ